နေကာလုံးမဲ့အမျိုးသားကမလေးရှားမှာပါဆရာမြန်မာပြည်ကအမျိုးသမီးနဲ့အွန်လိုင်းနေကာလုံးချင်းလို့ဘယ်လိုလုပ်ရမလဲလုံးပုံလုံးနီးလေးအကျယ်တဝင့်ရှင်းပြပေးပါဆရာအခုအမျိုးသားတူဦးနဲ့အမျိုးသမီးတူဦးနဲ့နေကာလုံးမဲ့ဆိုရင်အခုကျွန်တော်တို့စီမှာနေကာလုံးနေတဲ့ပုံစံ နေကထိမြမဲ့ထိုင်ဝိုင်းမှာအမျိုးသားတူရှိမဲ့နေကလုံးမဲ့အမျိုးသားရှိမဲ့နောက်တက်တေနှစ်ဦးရှိမဲ့နောက်အမျိုးသမီးရဲ့အုတ်ထိန်လူပိုစလဲတူရှိမဲ့ဒီ၄ဦးပေါ့တက်တေနှစ်ဦးရဲ့နေကလုံးမဲ့အမျိုးသားရဲ့အမျိုးသမီးရဲ့ဝကီလ်အုတ်ထိန်လူပိုစလဲတူရှိမဲ့ နောက်နိကဖတ်ပေးတဲ့ဆရာရှိပါဘူးဆိုတော့အဲ့ဒီလူလေးဦးနဲ့တကွအဲ့နိကဖတ်ပေးနေတဲ့ဆရာကနိကဖတ်တဲ့ခါကျရင်ဒီလူလေးဦးလုံးကအီဂျာဘ်လုပ်တဲ့လူနဲ့ကဘူလုပ်တဲ့လူနဲ့နောက်တက်တဲ့တူနဲ့အဲ့ဒီမဂျလစ်တစ်ခုထဲမှာထိုင်ဝိုင်းတစ်ခုထဲမှာရှိနေဖို့အရေးကြီးတယ်ဒိစကားတွေအားလုံးကိုကြားသိရဒီအတွက်ကြောင့် အခု online နဲ့နေကလောက်မယ်ဆိုရင်အမျိုးသားကတနေရာမှာအမျိုးသမီးကတနေရာမှာအခုဆိုရင်တော့အမျိုးသားကမလေးရှားမှာအမျိုးသမီးကမြန်မာနိုင်ငံမှာအဲ့ဒီလိုဖြစ်တယ်ဆိုရင်တို့က online နဲ့ပဲဖြစ်ဖြစ်ဖုန်းနဲ့ပဲဖြစ်ဖြစ် video call နဲ့ပဲဖြစ်ဖြစ်တို့အချင်းချင်းပဲနေကလောက်လိုက်လို့မပိုင်ဘူးဘာလို့မပိုင်လဲဆိုရင်တို့ကထိုင်ဝိုင်းတစ်ခုထဲမှာမရှိကြဘူး အဲလုံလုံပိုင်တဲ့ဤကပါလဲဆိုတော့အခုဒီမိထားတဲ့ပုံစံမှာဆိုရင်ဟလာအမျိုးသမီးကမလေးရှားမှာရှိနေတဲ့သူ့ရဲ့ဆွေမျိုးသားချင်းတို့၎င်းအသူသူတို့နဲ့ပတ်သက်နေတဲ့လူတယောက်ကိုတော့၎င်းဝကီလ်ခန့်လိုက်ရအမျိုးသမီးရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ခန့်လိုက်ရမယ်အဲ့လိုခန့်ပြီးတဲ့နောက်ပိုင်းမှာဒါကိုဘယ်လိုခန့်မလဲဆိုတော့ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဟလာအွန်လိုင်းနဲ့ပဲဖြစ်ဖြစ်ဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ် သူကဝကီသူခန့်လိုက်ရမယ်ခန့်ပြီးလို့ရှိရင်အဲ့ဒီဝကီကမလေးရှားမှာရှိတဲ့အမျိုးသားနဲ့နောက်တက်တေနှူးနဲ့နောက်နေကဖတ်ပြီးတဲ့လူနဲ့ထိုင်ဝမ်တခုထဲမှာထိုင်ပြီးတော့နေကဖတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီနေကပိုင်ဝမ်နေကပိုင်ဝမ်အဓိကတော့နေကဖတ်တဲ့ထိုင်ဝမ်မှာဟလာအမျိုးသားရဲ့အမျိုးသမီးရဲ့တက်တေနှူးရဲ့အဲ့ဒီထိုင်ဝမ်မှာရှိနေရအဲ့လိုမဟုတ်ဘဲနဲ့အမျိုးသားဘက်ကလည်းတက်တေတယောက်ထားတယ်ဝကီတယောက်ထားတယ် တက်တင်မို့ဝကီတယောက်ထားတယ်အမျိုးသမီးဘက်ကလည်းဝကီတယောက်ထားတယ်အမှတက်တင်နှစ်ဦးရှိတယ်ဆိုရင်လည်းပဲထိုင်ဝိုင်းတစ်ခုတည်းမှာအဲ့လိုနေကဖိုင်ရင်လည်းနေကပိုင်သွားမှာဖြစ်တယ်